မင်္ဂလာပါခင်ဗျလွန်ခဲ့တဲ့2019ခုနှစ်ကစတင်ပြီးတော့တည်ထောင်ခဲ့တဲ့ Binance Exchange ဆိုလို့ရှိရင်အခု2025ခုနှစ်ရောက်တဲ့ချိန်မှာတို့ကုမ္ပဏီရဲ့တက်တန်ဟာ၈နှစ်တိတိကြာမြင့်ခဲ့ပါပြီ။ဒီ၈နှစ်ပြည့်တဲ့အထိမ့်မှတ်အနေနဲ့ကျွန်တော်တို့ Binance ရဲ့ KOL တွေကိုတို့က၈နှစ်ပြည့်အထူး merchandise box ပေါ့ဗျာဒါလေးလက်ဆောင်ပေးတာပါတယ်ဒီ box ကဆိုလို့ရှိရင်ကျွန်တော်အခုလက်ရှိအော်တိုဘာလထဲမှာဒုတိယမြောက်ရတဲ့လက်ဆောင်ဆိုရယ်မမှားပါဘူးဒီ box ကိုမိတ်ဆွေတို့နဲ့တို့ကျွန်တော်တို့ထပ်ပြီးတော့ အန်ပေါင်းစင်လုံးကြည့်ကြမယ်။နော်အထဲမှာဘာတွေပါလဲမသိဘူး။ကျွန်တော်လည်းတော်တော်ရင်ခုန်နေပြီ။ရှစ်နှစ်ပြည့်တဲ့အထိမ့်မတ်ဆိုတော့ပုံမှန်ပေးနေကြ box တွေတော့တခုခုတော့ထူးခြားနေမှာအမှန်ပဲဗျ။အဲ့တော့ကျွန်တော်ကြည့်ကြအောင်နော်။ထုံးစံအတိုင်း၈နှစ်ပြည့်ဆိုတော့တို့စာရေးတော့ပေးမှာပေါ့နော်ဒါတော့ကျွန်တော်တို့ရနေကြပုံစံပါပဲ Binance ကနေပြီးတော့တို့ရဲ့ Binance သားတွေကိုနှုတ်ဆက်တဲ့နော် မင်္ဂလာ နှုတ်ကွန်းဆက်တာတဲ့ဇာတ်ပါဗျာပြီးတော့ဒါကတော့ HDR Swag Feedback တဲ့နော်ဆိုတော့ဒါက Binance Swag ရဖို့ဆိုရတဲ့ဒါစာရေးထဲမှာပါတယ်အဲ့တော့ပထမဦးဆုံးအဆင့်ရတဲ့ဟာကအော်တော်တော်ထုတ်ရပါတယ်ဟာ Cooling Tower တဲ့ဆိုတော့မင်းလည်းတော့ဝင်နေနော်ဒါတော့ Cooling Tower ဆိုတော့ကျွန်တော်လည်းမသိဒါလေးကိုအရင်ဖောက်ကြည့်ကြမယ်တပတ်ပေါ့ဗျာအဲ့တော့ Binance logo ပါတဲ့ပဝါကြီးပဝါတပတ်မျိုးပေါ့မှန်နော် ော် Binance logo နဲ့အဲ့တော့ဒါပါမယ်ပြီးတော့ဒီမှာဒုတိယကအဲ့တော့ဒုတိယက keychain Binance logo နဲ့ keychain ဆိုတော့ကားတွေဘာတွေမှာဒီ keychain တက်တိုင်းတော့နည်းလမ်းမယ်တကယ်တော့တတိယတစ်ခုက magnetic pins တဲ့ဆိုတော့ဒါရေခဲတဲ့ဒါမှာကတ်တဲ့ဟိုလေးပင်လေးတွေထင်တယ်ဟုတ်တယ်ဆိုတော့တို့ဒါဟိုစုတစိတ် လေးတွေလိုမျိုးပေါ့နော်လိုပင်လေးတွေကတ်အဟိုဘက်ကိုရောက်ကတ်ခွာလေးတွေပေါ့နော် Binance ကလိုဂိုလေးအဲနောက်ဆုံးဗားလေးလေဒါလေးကဒါလည်း key chain ပဲဒါလည်း key chain ပဲအဲတော့အသေးကြော်ပဲလို့ပေးလို့နော်အသေးလေးဆိုတော့ okay အဲတော့ key လေးတွေကဒီတစ်ခါတိ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 လေးတွေဖြစ်နေကဲအထဲထဲကိုကျွန်တော်ထပ်ပြီးတော့ဒီမှာထပ်ပြီးကြည့်အောင်မယ်နော်ဒါမှဘာကြီးပါမယ် ပုံမှန် Binance ရဲ့အုတ်ထုတ်ကတော့ Binance Thing ကလာဖြစ်တဲ့အဝါရောင်နဲ့အမဲရောင်ဒီအုတ်ထုတ်ကတော့အမဲရောင် logo ကြီးပဲတည်တံ့ပါတယ်ဆိုတော့အဝေးရကြည့်လို့ရှိရင်ဒါအရင်ဟိုမလုတ်ချင် show မလုတ်ချင်ဆိုရင်ဒီလိုအမဲရောင်အုတ်ထုတ်လေးကပို့ပြီးတော့မိုက်မယ်လို့ထင်တယ်ကျွန်တော်ဒီနှစ်ရတဲ့အထဲမှာဒီအုတ်ထုတ် design လေးကမစိုးလို့မစိုးလားပေါ့နော်ဒါကဘာလဲဒါလေးကဘာလဲလဲ Binance logo ပဲထုံးစံတိုင်းပဲဟောထုံးစံတိုင်းပဲအေးအဲ့မဲ့ဒီ8ကတော့ ရေးကတော့ခုနကတော့ဟိုခောက်ပါတိန်းလို့ရအောင်လို့သူကဒီမှာအိတ်ကိုလေးဟိုနဲ့လောက်ထားတာဒီဒီ pocket တစ်တစ်လေးနဲ့ထည့်တာဟိုတောက်ပိုက်ကောင် kangaroo တွေလိုမျိုးပေါ့နော်အောက်ကနေအိတ်ဆိုတော့ပြီးတော့ wow မန္တာကြီးမန္တာကြီး jersey ရှင်းနေပြီ jersey ရှင်းနေပြီဆိုတော့အိတ် logo နဲ့အစိုးဒီကောဟိုဗာလဲ binance နဲ့အခုတွဲပြီးတော့ brand ambassador လုပ်နေတာသူတို့ဒိုလေးနဲ့လုပ်နေလေဒိုလေးကတော့ CR7 ဆိုတော့ဒီနေ့ရှင်းနေပြီအတွက်သူက ိတ်ကနန်းနဲ့ပုံဖော်ရလားမသိဘူးเนาะကျွန်တော်ဒါ online မှာတွေ့လိုက်ပါလေဂျာစီတော်တော်ကြိုက်ပါလေဂျာစီကအသားလေးရတယ်အေးရလေထရေးဆုတ်တယ်ဆိုတော့เนาะဒီကောင်လေးကတော့ပုံမှန်ဝင့်နေကြဝင့်ဖြစ်မယ်လို့ထင်တယ်เนาะကျွန်တော်အနေနဲ့ဆိုရင်အဲနောက်ဆုံးဒါတော့စောင်းရသည်အတွက်ချုံးစံတိုင်းသူတို့ပေးနေကြပူဒီပါ minus logo နဲ့ minus logo နဲ့ပူဒီဖြစ်ပါတယ်ခင်ဗျာ အဲ့တော့အခုအားလုံးစုစုပေါင်းမနေမနေ့ကူရလဲတခု2ခု3ခု4ခု5 6ခု9ခုရတယ်အဲ့ years တို့တွေနှစ်ပတ်လည်မှာကျွန်တော်တို့ KOL တွေကိုဒါအထူးပေါ့နော်ပေးတဲ့ပေါက်ဆဲမှာလက်ဆောင်ပစ္စည်း9ခုပါတယ်ဆိုတော့ဒီထဲမှာကျွန်တော်အကြိုက်ဆုံးကတော့ဒီအုတ်ထုတ်ဖြစ်လိမ့်မယ်နောက်တစ်ခုကတော့ခုနကတော့ဂျာစီအင်ကြီးပါပုံမှန်လဲဂျာစီအင်ကြီးတွေဝယ်လို့ရှိပါတယ်အဲကျွန်တော် အားပေးတဲ့အသင်းဂျာစီလေးပေါ့ဗျာဆိုတော့အားပေးတဲ့အသင်းဆိုတော့ဒီထဲမှာဘလုံးပိတ်သက်တွေလည်းပါနေမှာဆိုလို့နော်ဘယ်အသင်းဘယ်ဘယ်မြဆိုပြီးတော့အစွဲလိုက်တော့မကြည့်ပါအကုန်လုံးအားပေးပါဘလုံးကြည့်ရလဲကြိုက်နေတတ်ပါတယ်အဓိကဒီလိုမျိုးဂျာစီအင်္ကြီးလေးရလို့သဘောကြတာပါဒါလေးကတော့ကျွန်တော်တို့ဟိုယောက်ျားလေးဆိုလို့ရှိရင်ဒါအားသာရေးပါလို့တယ်ဆိုတော့ဒီအင်္ကြီးတွေတော်တော်အသုံးဝင်မယ်ခင်ဗျာနော်ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင် unboxing လုပ်တဲ့ဗီဒီယိုလေးပြီးသွားပါပြီကျွန်တော်ရဲ့ဒီ unboxing လုပ်တဲ့ဗီဒီယိုရဲ့အောက်မှာ comment လေးရေးကြရပါနော်ကျွန်တော်တို့လည်းဒီလက်ဆောင်ပစ္စည်းတွေရကြင်တယ် အဲ့တော့ new navigation crypto အနေနဲ့လည်းကိုယ့်ရဲ့ community ကိုဒီလက်ဆောင်ပစ္စည်းတွေ Binance နဲ့တက်ဆိုင်တဲ့ merchandise ပစ္စည်းတွေပေါ့ဗျာပြန်ပြီးတော့ giveaway လုပ်သွားဖို့အတွက်အစီအစဉ်ရှိပါတယ်အားကြောင့်မလို့အားလုံးပဲ stay tuned ပါ